တဲလုံသားမကြံအောင်မိမာကိုတက်အလောင်းဖြောက်ခဲ့လို့ဖမ်းမရဖြစ်နေတဲ့ဒီလူဟာရောမာခက်ကအယိုးကောင်းတစ်ခုကြောင့်အဖမ်းခံခဲ့ရပါတယ်။ပြိုင်သမားလုံးမင်္ဂလာပါ။ဘာမှအိတ်သုံးလုံးခြံတွေကနေပြန်လဲကျိုးစလိုက်ပါတယ်။ပီတာရိန်ဘတ်ဟာ1960ခုနှစ်များမှာအင်္ဂလန်နိုင်ငံကရှိုင်းယားပြည်နယ်လန်ဒိုမော့စ်အနီးမှာနေထိုင်ခဲ့တဲ့အမျိုးသားတူဖြစ်ပါတယ်။သူဟာမလီကာဒီဖာနန်ဒက်စ်ရဲ့အမျိုးသမီးနဲ့1959ခုနှစ်မှာလက်ထပ်ခဲ့ပါတယ်။မလီကာပကြီဆီယာမတူဖြစ်ပြီးခရီးသွားဝါသနာပါသူတူလည်းဖြစ်ပါတယ်။ တို့ရဲ့အိမ်တော်ကြီးကတာမန်မဟုတ်ခဲ့ပါဘူးတွဲဆုံပြီးနိုင်ပိုင်းတွင်မှပဲလက်ထပ်ခဲ့တဲ့တို့ရဲ့ဆက်ဆံရေးကပြဿနာများစွာနဲ့ပြင်းထန်နေခဲ့ပါတယ်အထူးသဖြင့်ပီတာရဲ့လိန်တူဆက်ဆံရေးနဲ့ပတ်သက်ပြီးမလီကာကသိရှိခဲ့ပြီးဒါကိုလူသိရှင်ကြားပွင့်ချမယ်လို့ချင်းချောက်ခဲ့တယ်လို့ယူဆရပါတယ်1969ခုနှစ်မှာအင်္ဂလာမှာလိန်တူဆက်ဆံရေးကရာဆွေးမှုအဖြစ်သတ်မှတ်ခံထားရခြင်းဖြစ်ပြီးဒီလိုချင်းချောက်မှုဟာပီတာအတွက်လူမှုရေးအကြီးမားတဲ့အန်ဒရယ်ဖြစ်စေခဲ့ပါတယ်။1969ခုနှစ်နိုဝင်ဘာလ10ရက်နေ့မှာမလီကာရုတ်တရက်ပြောင်းဆုံးသွားခဲ့ပါတယ်။ ပီတာကိုရန်ကသူစနီးပြောင်ဆုံးကြောင်းရဲတပ်ဖွဲ့ကိုတရင်ပို့ခဲ့ပါတယ်ဒါပေမဲ့မလီကာရဲ့ရုံလောင်းဒါမှမဟုတ်သူပြောင်ဆုံးရတဲ့အကြောင်းရင်းကိုညွန်ပြမယ်အထောက်အထားတွေတခုမှမတွေ့ရှိခဲ့ပါဘူးရဲတပ်ဖွဲ့ကပီတာကိုတန်တရားရှိခဲ့ပေမဲ့ခိုင်လုံတဲ့တပ်တွေမရှိတဲ့အတွက်အမှုကနှစ်ပေါင်းများစွာမဖြေရှင်းနိုင်တဲ့ဘေးအထိတစ်ခုဖြစ်လာခဲ့ပါတယ်ဒီပြက်က23နှစ်ကြာတဲ့အထိအေးခဲတဲ့အမှု court case အဖြစ်ရှိနေခဲ့ပါတယ်1983ခုနှစ်မေလ23ရက်နေ့မှာကရှိုင်းရပြည်နယ်လင်းတုံမော့စ်ကြီးတေဆွေးအိုင်နယ်မှာတေဆွေးရှာဖွေတဲ့အလုပ်သမားတွေဖြစ်တဲ့ အန်ဒီမိုးနဲ့စတီဖင်ဒူလီတို့ကအမျိုးသမီးတဦးရဲ့ဦးခေါင်းတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။ဒီဦးခေါင်းကဒက်ဆွေးအိုင်းရဲ့ asset အကြောင်းအန်အားသင့်မွေကောင်းကောင်းထိန်းသိမ်းထားနိုင်ခဲ့ပြီးသပင်အရေးပြားနဲ့အယိုးတွေရှိနေခဲ့ပါတယ်။ဒီတွေ့ရှိမှုကရဲတပ်ဖွဲ့အတွက်မလီကာဒီဖာနန်ဒက်စ်ရဲ့ပြောင်းဆုံးမှုနဲ့ဆက်ဆံနိုင်တယ်လို့ယူဆသိခဲ့ပါတယ်။ပီတာရဲ့အိမ်ဟာလင်ဒိုမော့စ်နဲ့နေဆက်တဲ့နေရာမှာရှိခဲ့ပြီးသူကရိုင်းကလည်းမလီကာပြောင်းဆုံးပြီးနောက်အိမ်ပြောင်းသွားခဲ့တဲ့အတွက်ရဲတပ်ဖွဲ့ကသူ့ကိုတန်တရားရှိသူဖြစ်ပြန်လည်စစ်ဆေးခဲ့ပါတယ် ဦးကောင်းထွေးရှိမှုနဲ့အတူရဲတပ်ဖွဲ့ကပီတာကိုဖမ်းဆီးဆစ်ဆီးခဲ့ပါတယ်။အစပိုင်းမှာပီတာဟာမလီကာရဲ့ပျောက်ဆုံးမှုနဲ့သူမသက်ဆိုင်ကြောင်းညင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ဦးကောင်းထွေးရှိမှုကိုသူသိရှိပြီးနောက်ဖီးယားရီကြောင့်သူဟာဝန်ခံခဲ့ပါတယ်။ပီတာကမလီကာကသူ့ရဲ့လိန်တူဆက်ဆံရေးကိုလူသိရှင်ကြားဖွင့်ချမယ်လို့ချိန်ချောက်ခဲ့တယ်လို့ဆိုပါတယ်။ဒါကြောင့်သူဟာမလီကာကိုလည်းပဲညှက်သက်ခဲ့ပြီးရေအောင်လောင်းကိုအစိမ့်စိမ့်မှမှဖျက်တော့ကအိမ်တော်ကျော်ကရေကန်နဲ့ပြစ်ထဲခဲ့တယ်လို့ဝန်ခံခဲ့ပါတယ်။ ဒီဝန်ခံချက်ဟာရဲတပ်ဖွဲ့အတွက်အရေးကြီးတဲ့အောင်မြင်မှုတစ်ခုဖြစ်ခဲ့ပြီးရဲတပ်ဖွဲ့ကပီတာရဲ့အိမ်နောက်ကျောကရေကန်ကိုရှာဖွေခဲ့ပေမဲ့မလီကာရဲ့ရေအလောင်းဒါမှမဟုတ်အစိပ်ပိုင်းတွေကိုတော့တွေးရှိခဲ့ခြင်းမရှိပါဘူး။ရဲတပ်ဖွဲ့ကလင်ဒိုဘော့စ်မှတွေးရှိခဲ့တဲ့ဥကောင်းကိုတေချာစစ်ဆေးဖို့တိုက်ပံပညာရှင်တွေထံကိုပို့လိုက်ပါတယ်။ဒီဥကောင်းကိုကာဗွန်14တန်တန်းတိုင်းတာဂျင်းနီးပညာနဲ့စစ်ဆေးခဲ့ရမှာအံ့အားသင့်ပွဲရလဒ်ကုထွက်ပေါ်လာခဲ့ပါတယ်။ ီဥကောင်းကမလီဂါဒီဖာနန်ဒက်စ်ရဲ့ဥကောင်းမဟုတ်ပဲခရက်နှစ်250ဝင်းကျင်ဆိုလိုတာကနှစ်ပေါင်း1950ခန်းကရောမခေတ်ကာလကအမျိုးသမီးတဦးရဲ့ဥကောင်းဖြစ်နေခဲ့ပါတယ်ဒီဥကောင်းကသမိုင်းဝင်ရှေးအောင်တုတ်တဲ့တနာတစ်ခုဖြစ်လာခဲ့ပြီးမလီကာရဲ့ပြောင်ဆိုမှုနဲ့လုံးဝမသက်ဆိုင်ကြောင်းသိရှိခဲ့ရပါတယ်။ဒီရလကပီတာအထွတ်လည်းအံ့အားသင့်စရာဖြစ်စေခဲ့ပါတယ်။ ူဟာဦးကောင်းကမလီကာရဲ့ဟာလို့ယူဆပြီးဝန်ခံခဲ့ပေမဲ့ကာဗွန်၁၄ရလိုက်ကြောင့်သူ့ရဲ့ဝန်ခံချက်ကိုပြန်လည်ညှင်းဆိုခဲ့ပါတယ်။ပီတာကသူ့ရဲ့ဝန်ခံချက်ဟာရဲတပ်ဖွဲ့ရဲ့ဖိအားပေးမှုကြောင့်ဖြစ်ပေါ်ခဲ့တာလို့ဆိုခဲ့ပါတယ်။ဒါပေမဲ့တရားရုံးကသူ့ရဲ့အစာပိုင်းဝန်ခံချက်ကိုအတိအကအထောက်အထားဖြင့်ယူဆခဲ့ပြီးလူသက်မှုနဲ့စွဲချက်တင်ခဲ့ပါတယ်။ပီတာဟာထောင်နှံကြခံခဲ့ရပြီးမလီကာရဲ့ယုံလောင်းကိုတော့ယနေ့ထိတိုင်းရှာမတွေ့ခဲ့ကြပါဘူး။ဒီဖြစ်ကရေအောင်တုတ်တဲ့တနားနဲ့မုခင်းစုံစမ်းစစ်ဆေးမှုလို့ပေါင်းစည်းလိုက်တဲ့ထူးခြားတဲ့ဥပမာတစ်ခုဖြစ်ခဲ့ပါတယ်။ ။ရောမခေဦးကောင်းဟာတမိုင်းဝင်ရှားပွေတွေ့ရှိမှုတစ်ခုဖြစ်လာခဲ့ပြီးဒါပတ်မှလည်းပီတာရဲ့ဝန်ခံချက်ကိုဖြစ်ပေါ်စေခဲ့ပါရင်အတော်လေးစမ်းကြယ်လာတာပါပဲ။အဆုံးထိကြည့်ပြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။